အားလုံးပဲမင်္ဂလာပါ UK မှာ share Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခုလောလောဆယ်မှာ Victor Yokres ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့တော်တော်များများကစိတ်မရှိတော့ဘူး။တော့ Victor Yokres ပဲဖြစ်ဖြစ် Benjamin Sesko ပဲဖြစ်ဖြစ်ဒါအိုက်တိုက်စစ်မှုတွေတော်တော်များများဟာဈေးွက်ထဲမှာအကြာကြီးတရင်ထွက်ပြီးတော့မှဟိုလည်းမရောက်ဒီလည်းမရောက်ဟိုလည်းမရောက်ဒီလည်းမရောက်ဖြစ်နေတယ်။ကျွန်တော်နောက်ဆုံးကြားသိတဲ့ report တစ်ခုက Yokres က Juventus ကိုညှင်းလိုက်တယ် ဂျူဗန်တက်စ်က9နှစ်စာချုပ်နဲ့ကာလာနဲ့တစ်နှစ်ကို12တန်းလောက်ထိပေးမယ်73တန်းလောက်ထိဘောနပ်စ်ပါတဲ့ခံစား권ပါပြီးတော့9နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခြေကတော့တန်60လောက်ရှိမယ်ဆိုပြီးတော့ပေါ်ပြလာတယ်ပေါ်တူဂီမီဒီယာတခုမှာတော့ဒါယော့ခရစ်ကဂျူဗန်တက်စ်ကိုပြောင်းဖို့စာနာမရှိပဲသူပရီးမီယာလိဂ်ကိုပဲပြောင်းချင်တယ်ဆိုပြီးတော့ပေါ်ပြလာတယ်ဒီကြားထဲမှာရေမတွေ့အသင်းကလည်းတိုက်စစ်ပိုင်းအတွက်ဟော့ဆလူးလိုတိုက်စစ်မှုကိုသူတို့လိုချင်တာအခုအမ်ဘာပေကအစာရင်ရောင်းနေတယ်သူတို့ကတော့ကာလာရှိချာဘာမှမဖြစ်ဘူးဒါပေမဲ့ ဟိုဟိုဂွန်ဂျာလိုဒါဟိုဂရာစီယာဆိုတဲ့ချက်တိတ်လေးရှိတယ်အဲ့ချက်တိတ်လေးကဟိုတနေ့ကအာဟီလာနဲ့ပွဲမှာမန်နော့တမရတယ်ဒီချက်တိတ်လေးကအပေါ်ဘောတော်တော်လေးကောင်းတယ်ရေမတွေးကအစတော့တိုက်စစ်ဖို့ပဲမလို့တကယ်လို့အဲ့ချက်တိတ်လေးကိုသာရေရှည်သုံးရင်မတွေးကမလိုလောက်ဘူးအဲ့မဲ့သူတို့ striker တယောက်စဉ်းစားတယ်ဒီနေရာမှာအခုလောလောဆယ်နေထားရ Juventus ကတော့တကယ်လိုချင်တဲ့သူဖြစ်ပြီးတော့တခြားတခြားသောအသင်းတွေအများကြီးရှိတယ်ဆိုတော့အားလုံးသိထားပြီးသား Arsenal တို့တစ်ဖက်က ကျွန်တော်တို့ခုနပြောတဲ့ဒီ Man United တို့ကတော့ဒီဒီ Victor Gyokeres ကအဓိက main target တွေဖြစ်တယ်။ Arsenal ကဟိုးရောင်ရောင်ဒီအောင်ရောင် Life ကအမတန်ဈေးကြီးလို့ဆိုပြီးဆိုတဲ့ Benjamin Sesko ကြောင့် Gyokeres ပြန်ရောက်အဲ့ဒါမှမဟုတ် Gyokeres ကလည်းတန်း80မချပေးဘူးဆိုတဲ့ပြဿနာကြောင့်သူတို့ကဟိုးလိုလိုဒီလိုလိုဖြစ်နေတဲ့အချိန်မှာ Man United ကလည်းအခုလောလောဆယ်အချိန်တွေကတောင်းလျှောက်ကြည့်တယ် United ကလည်း Yuko Akitike လိုလိုဒါတစ်ခါက Gyokeres လိုလိုအဲ့နေရာမှာ Gyokeres ရဲ့ အေဂျင့်အပိသက်နိုင်ဖို့အတွက်ယောဂရက်ကအပြောင်းရွှေ့အပိသက်နိုင်ဖို့အတွက်သူ့ရဲ့အေဂျင့်ဖြစ်သူကမလုပ်လဲဆိုတော့နမေကျော်စူပါအေဂျင့်ဖြစ်တဲ့ဟိုဂီမန်ဒက်စ်ကိုဆက်သွယ်ပြီးအကူအညီတောင်းတယ်ပြောချင်တာကအဲ့အပြောင်းရွှေ့မှာဟိုဂီမန်ဒက်စ်ရဲ့ပါဝါနောက်သူ link ဖြစ်နေတဲ့ club တွေနဲ့ဆက်ဆက်ပြီးတော့ဒီအပြောင်းရွှေ့တစ်ခုခုဖြစ်သွားဖို့ဗျာသူအပြောင်းရွှေ့က supporting မှာစနေထားတဲ့စာရင်အသင်းတဲ့တဲ့င်းကို hockey mandes ကဥစားမှုနဲ့ပြောင်းပေးမယ်ဆိုတဲ့အချက်ဆိုတော့ ကိုက agent ဖြစ်တယ်ကျွန်တော်တက်ပိုကောင်းတယ်ကျွန်တော်တက်ပိုပြီးတော့ contact ပိုများတယ်ကျွန်တော်တက်ပိုပြီးအဆက်အသွယ်ရှိတဲ့ agent တစ်ခုကိုကိုကပြန်အပ်လိုက်တဲ့သဘောပဲဆိုတော့ okay matters က yokeres အပြောင်းရွှေ့ဖြစ်ရင် percentage ပေါ့ဗျာထားပါတော့ဒီ၁၀တန်းဆိုရင် तू က၃တန်းယူ၄တန်းယူ၅တန်းယူ agent ကတယောက်တော့ခွဲယူတဲ့ပုံစံမျိုးပေါ့လေ agent ပေါ် agent စစ်တဲ့သဘောမျိုး hockey mantis က okay ဒါဆိုရင် तू ကူညီမယ်ဆိုပြီးပေါ်ပြတယ်ဒီနေရာမှာ hockey mantis ကဘာလို့ပြောမလဲဆိုတော့ तू လက်ရှိမှာ ဘာစီလိုနာဆိုရင်ဇာဟာဗီတို့ဟိုကင်မတ်ဆာဆိုရင်တော်တော်လေးဆက်ဆက်တာမကောင်းနဲ့ဒါအာစနယ်ကတော့အရင်တော့အာဆင်ဘင်ကလက်ထက်မှာအဲ့လိုအေဂျင့်နေတဲ့သူရှောင်းနေဒါမန်ယူနိုက်တက်ကဟိုကင်မန်ဒက်စတော်တော်ကိုအဆင်ပြေတဲ့အေဂျင့်ဒီစူပါအေဂျင့်ကလက်ရှိအကောင်းဆုံးအေဂျင့်တွေကတယောက်ပဲဆိုတော့အဲ့စူပါအေဂျင့်ကမန်ချက်စတာယူနိုက်တက်အတွက်ဒီယော့ကရက်အပြောင်းရွှေ့ကိုသူတို့ကအပ်လိုက်တဲ့အတွက်ကြောင့်မန်ယူနိုက်တက်ကတော်တော်လေးအခြေအနေကောင်းတယ်အဓိကကကစားမောက်ကိုယူနိုက်တက်က စီယုံနိုင်ဖို့ပဲကစားမကချန်ပီယံလိကစားချင်တယ်ပြဿနာဒါပေမဲ့အခုဟိုဂင်မန်တက်စ်ကဒါယိုခရစ်ရဲ့အပြောင်းရွှေ့ကိုတေချာတာတော့စပိုတင်ကထွက်အောင်လုပ်ပေးမယ်ဘယ်သိမ့်လဲ तू ကဂျူဗန်တက်စ်မသွားချင်ဘူးပြောချင်တာပြဖြစ်နိုင်ရင်တော့အာဆင်နဲ့ယူနိုက်တက်မသိမ့်မယ်ရှိမယ်ဘာဆိုနာကလည်းခွန်မှာမဟုတ်ဘူးဒါ maybe ချယ်ဆီတိုက်စစ်မှုခေါ်ရင်တော့လည်းတမျိုးပေါ့လီဗာပူးလည်းပြောလို့မရအောင်တိုက်စစ်မှုလိုက်နေဆိုတော့သူတို့လည်းအီးဆက်ရခဲ့မှာ မရဘူးဆိုရင်ဒီဘက်လည်းလှည့်လာနိုင်တယ်ဆိုတော့ Hawking Mantis ကအခုလောလောဆယ်မှာဒါလက်ရှိမှာဒါဒီပြောင်းရွှေ့ဖြစ်ဖို့လုပ်တဲ့အချိန်မှာ Hawking Mantis က United နဲ့ကျွန်တော်ခုနပြောလို့အရန် family ဖြစ်တဲ့အရန်ကိုဆက်ဆိုင်အကောင့်သူ့ Man United ကိုကစားမတွေခေါ်ပေးတာရောက်ပေါမနေဘူး Cristiano Ronaldo ပါတယ် Nani ပါတယ် Anderson ပါတယ် Ugarte ပါတယ် Lanny Euro ပါတယ် ဒါအပြင်လက်ရှိ Man United ရဲ့ဒီဘက်နှစ်တည်းမှာအကောင်းဆုံးခေါ်ယူမှုလို့ပြောလိုက်ရတဲ့ Bruno Fernandes တောင်သူတွေ white ပြီးပါတယ်ပြောချင်တာက Bruno Fernandes ကအဲတုန်းကမီကွဲဖူနော့ဆိုတာက Bruno ရဲ့ agent supporting နဲ့ညှိမရဖြစ်တဲ့အချိန်မှာအဲ Bruno agent က Hoki Mendes ကိုအကူအညီချတောင်းလို့နောက်ဆုံးမှ Mendes ကဝင်ပြီးတော့ ဖြောင်းပြစီယုံပြီးတော့နှစ်ဖက်ချားညှိပေးလိုက်တဲ့အချိန်မှာ United ကဘူနိုကိုယူရို68သန်း package နဲ့ဝယ်သွားတယ်။ဆိုတော့ Manchester ကအပြောင်းအရွှေ့တော်တော်များများမှာအထူးသဖြင့် Man United နဲ့ဆက်ဆံရေးကောင်းတယ်။ Man United တောင်းရှိသူတွေတော်တော်လေးဒါစကားပြောဆိုမှုကအဆင်ပြေတယ်။ဆိုတော့အဲ့ဒီချက်က Hockey Manchester က Manchester United အတွက် Yorkres ကိုခေါ်ယူပေးနိုင်တယ်ဆိုတဲ့သတင်းတွေလည်းရှိတယ်။ဒီနေရာမှာကျွန်တော်ကပြောတဲ့ ချိန်တဲ့အပြောင်းလဲဖြစ်လာလို့ရှင်တိုက်စစ်မှုဖြစ်မဖြစ်မနေလိုချင်နေတဲ့အခု Yogres ကိုအပြင်ကိုတစ်ဖက်ကကျွန်တော်တို့ဒီလက်ရှိမှာဒီ Benjamin Sesko တို့ now Hakiti Akitiki တို့လိုချင်ကြတယ် Isset တို့လိုချင်ကြတယ် Liverpool တို့ Chelsea တို့ Newcastle တို့ Arsenal တို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့အခုလောလောဆယ်နေထားရတော့ Yogres အပြောင်းရွှေ့ဖြစ်ဖို့ Hoki Matters ကဥဆောင်ဆောင်ရွက်နေပြီဖြစ်ပါတယ် United ပိတ်သက်တွေအတွက်တော့တည်ငောင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်